အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆရာမန်တင်ရေးသားတဲ့ဒုရယအရွယ်နှစ်ဆိုတဲ့စာအုပ်ထဲမှာကရင်ရွာရောက်ဗမာတယောက်ဆိုတဲ့စောင်းမလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ကျမကတော့စာဖတ်သူနန်းသိမ့်ကြီးဖြစ်ပါတယ်။အခန်း၁အိယာမနိုးလာတော့ခါအတော်ပင်နေမြင့်နေနေပြီ။ကျောင်းဆရာမလေး နော်တီဖို့သည်ကျွန်တော်အတွက်ညနေတည်ရေကို အစင်းသင့်ပြုပြင်ထားလေသည်မြို့ပိုင်ကလေးနိုးပြီလားဆရာမလေးကပြုံးရွှင်စွာနှုတ်ခွန်းဆက်လေသည်သူသည် အင်းရှင်ဆရာကြီး၏သမီးဖြစ်သည် သူသည် ရွာထဲရှိမူလာတန်းเจ้าမှเจ้าဆရာမဖြစ်သည် သူနှစ်တကွာအနီးနားရွာများမှเจ้าဆရာဆရာမများသည် မုံညိုမြို့ပိုင်ရုံးသို့တလတစ်ချိန်လာရောက်လာကထုံနေကြဖြစ်သည်ဖြင့်ကျွန်တော်နှင့်တီကျွမ်းရင်းနှီးနေကြသည်ထိုရွာတွင် အင်ဂျီ300ခန်းရှိသည်အများစုမှာကရင်အမျိုးသားခရီးယန်ဘာသာဝင်များဖြစ်ကြသည်သူတို့သည် ရေပြန်းခိုင်းဝင်များနှင့် ရေနှစ်ခိုင်းဝင်များဖြစ်ကြသည် ထို့ပြင်ဗမာဗုဒ္ဓဘာသာများနှင့်ကရင်ဗုဒ္ဓဘာသာများလည်းရှိကြသည်သူတို့သည်ဘာသာရေးအရာအယူကွဲပြားလျက်ရှိတော်လဲစီးလုံးညီညွတ်မှု ရှိကြသည်ယို့မင်းဘာမှမဖြစ်နိုင်ပါဘူးဘုရားသခင်ထံမှာကြုတ်အမြဲဆုတောင်းနေပါတယ်ထို့နေ့သည် တနင်္ဂနွေနေ့ဖြစ်တော့ကြောင်းဖယားရှခိုးကျောင်းမှာပြန်လာတော့အင်းရှင်ဆရာကြီးကကျွန်တော်အားစကားစတင်နှုတ်ဆက်စကားပြောဆိုလေသည်ခဏကြာသောအခါအင်းရှိခန်းထဲတွင်ကရင်ခရယန်လူကြီးလေးငါးဦးသည်တမာကျန်းစာများကိုဖတ်ရှုရွတ်ဆိုပြီးစူတောင်းမြတ်တာပို့တနေကြလေသည်သူတို့သည်ထာဝရဘုရားသခင်ကို အထူးကိုးစားကြသည်ဒုက္ခရောက်လင်းလေဘုရားသခင်အလိုတော်တိုင်းဟုဆိုကာစိတ်ကိုဖြည့်ကြသည် ဒုက္ခနှင့်တွေ့လင်လဲဖရာသခင်ကိုပင်ချီးကျူး၍ယေရှုတင်ကြလေသည်ခရိယန်ဘာသာဝင်ကယင်များထက်ဗုဒ္ဓဘာသာဝင်ကယင်များကဗမာများနှင့်ပို၍ယဉ်နှီးကြသည်သူတို့၏အမည်များကိုပင်ဗမာဆန်ဆန်မှဲ့ခေါ်ထားသည်ကို တွေ့ရသည်ဦးတိုင်းဦးမောင်ကြီးဦးမြအေးဦးမောင်ဟုသောနာမည်များသည်ဗမာအမည်များမဟုတ်ပါလော အခန်းနှင့် ထိုးရွာတွင် ကိုရက်ကြများ နေထိုင်ခဲ့စဉ်တွင် ကျွန်တော်သည်ကရင်မျိုးသားတို့၏အကြောင်းကို အချိန်ရသလောက်လေ့လာခဲ့သည်သူတို့နှင့်ရင်းနှီးစွာနေထိုင်ခဲ့ရသည့်အပြင်သူတို့နှင့်ပတ်သက်သောစာအုပ်စာတမ်းများကိုလည်းဖတ်ရှုခွင့်ရရှိခဲ့သည်စာအုပ်စာတမ်းများသည် အများအားဖြင့်ကရင်ဘာသာဖြင့်ရေးသားထားသောကြောင့်ကျွန်တော်အဖို့လေ့လာခွင့်မရတော့လဲအင်္ဂလိပ်ဘာသာမြန်မာဘာသာဖြင့်ရေးသားထားသည့်စာအုပ်စာတမ်းများကိုဖတ်ရှုရသောကြောင့် သူတို့အကြောင်းကိုတိတံတလောက်သိခဲ့ရလေသည်။ကရင်ဘာသာဖြင့်ရေးသားထားသည့်ဇာအုပ်များကိုဖတ်ဆွမ်းနိုင်လျင်ကရင်အမျိုးသားတို့၏အကြောင်းအရာများနှင့်တကွစိတ်နေသဘောထားများကိုပါပို၍သိနိုင်မည်ဖြစ်ပေသည်။တနည်းတော့တင်းအုပ်ဆရာကြီးသည်ဇာအုပ်သုံးအုပ်ကိုကမ်း၍ကျွန်တော်အခန်းတွင်သို့ဝင်လာလေသည်။မြို့ဦးမင်းဒီဇာအုပ်တွေဖတ်ကြည့်ပါလား။သူသည်ဇာအုပ်များကိုလှမ်းပေးပြီးပြန်ထွက်သွားသည်။ထိုဇာအုပ်များတွင် ကရင်ခရီးရန်ခေါင်းဆောင်တဦးဖြစ်သူဒေါက်တာဆန်းစီဖိုးရေးသားထားသောမြန်မာပြည်မှတစ္ဆာရှိကရင်များအမည်ရှိစာအုပ်ဖြစ်၍နောက်တအုပ်မှာ ကိုလိုနီခေတ်က ခရိုင်ဝင်တော်ရှင်မင်းကြီးယာရုအထိတာဝန်ထမ်းဆောင်သွားခဲ့သောမစ္စတာစမီတင်ရေးသားထားသည့်မြန်မာပြည်မှတစ္ဆာရှိကရင်များဖြစ်သည်ထိုစာအုပ်အပြင်စာအုပ်ငယ်တအုပ်မှာကရင်တပည့်တော်တအူအမည်ရှိစာအုပ်ဖြစ်လေသည် နောက်ဆုံးစာအုပ်ရေးသူ၏အမည်ကို ကျွန်တော်မမှတ်မိတော့ပါ။စာအုပ်သုံးအုပ်စလုံးပင်အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော စာအုပ်များဖြစ်လေသည်။ကျွန်တော်သည်အိမ်မှယူလာကဖတ်လျက်ရှိသော တရုတ်ပြည်မှမပြီးသေးသော တော်လန်ရေးစာအုပ်ကိုအတားချထားကဆရာကြီးပေးလာသည့်စာအုပ်သုံးအုပ်ကိုတော်ပြီးတော့စိတ်ဝင်စားစွာဖတ်ရှုနေမိလေသည်။ခရင်ဆရာကြီးသည်အိမ်ရှိကန်းတွင်တခြင်းတအေးအေးနှင့်လမ်းလျှောက်နေသည်။သူဇနီးသည် ခြံစည်းရိုးရှိ မကြီးပင်ပူပူလေးမှမကြီးရွက်များကိုစွခူးနေလေသည်သူတို့၏တမီးဆရာမလေးသည်မိဘူဆောင်တွင်ချက်ပြုတ်နေလေသည် ကျွန်တော်သည် အိမ်ပြင်သို့မထွက်ရဲအိမ်ရှိမှလမ်းတော်လမ်းလာတို့မြင်တော်မိကိုပင်စိုးရင်ရသောကြောင့်အိမ်တွင်ပုံရင်ဖတ်ရှုပြီးခဲ့သောစာအုပ်များကြောင်းစဉ်းစားနေမိလေသည် တခါတရံရဲဘွဲဝင်များရွာထဲလမ်းပေါ်ရှောက်သွားသည်ကိုမြင်တွေ့နေရသည် တို့သည်ဆရာသစ်များအားခါစားနေကြပြီအပြောင်းလဲမြန်လှသည်တကားဒေါက်တာဆန်စီဖိုးသည်ကရင်အမျိုးသားတို့အကြောင်းကရင်တို့လူလားချက်များကိုပြည်စုံစွာရေးသားထားလေသည် အချို့နေရာများတွင်ပုံကြီးချေထားသည်ကိုလည်းတွေ့ရသည်ကရင်သည်ဗမာနှင့်မတူတီးခြားလူမျိုးတစ်မျိုးဖြစ်သည်ဟုကဘာကသိစေလိုသည် အထူးသဖြင့်ထိုအကြောင်းကို အင်္ဂလိပ်အမေရိကန်များသိစေလိုသည်ကရင်တို့သည် အင်္ဂလိပ်ဂျေဇူးတစ္ဆာတော်ကိုအဆောင်တည်ဆုံးဖြစ်သောလူမျိုးဖြစ်ကြောင်းအုပ်ဆိုးသူအင်္ဂလိပ်တို့ကအတိအမှတ်ပြုစေလိုသည်။ကရင်များကိုဗမာများက အထင်သေးအမြင်သေးရှိနေပါသည်ဟု၍လည်းထုတ်ပေါ် အော်ဟစ်ထားသည်။ဗမာအရာရှိများကကရင်များကိုညှဉ်းပန်းနေပါသည်ဟု၍လည်းစွပ်စွဲထားသည်။ကရင်တို့သည်ဗမာတို့နှင့်ပူးပေါင်းမနေလို့သူတို့အတွက်ပြည်နယ်တစ်ခုတီးတန့်အလိုရှိကြောင်းကိုလည်းနေချက်အင်္ဂလိပ်ကို သိစေလိုသည်။ကရင်ပြည်နယ်ဖြစ်တနင်္သာရီတိုင်းကိုတတ်မှတ်ပေးဖို့တောင်းဆိုထားသည်။ဒေါက်တာဆန်စီဖိုးရေးသားသည့်စာအုပ်ထဲတွင် မစ္စတာစမီတင်ရေးသည့်မြန်မာပြည်မှတစ္ဆာရှိကရင်များစာအုပ်မှအချက်အလက်များကို နေရာနှက်ကိုကဖော်ပြထားသည်ကို တွေ့ရလေသည်။ဒေါက်တာဆန်စီဖိုးသည်နေချက် အင်္ဂလိပ်တို့အကြိုင်ကရင်အမျိုးသားတို့ကိုမြောက်တိုးပင့်ကိုပြုထားသည်။ကရင်များသည်မမာတို့နှင့် တွေးကွဲအောင် ဖန်တီးရေးသားခဲ့သော မစ္စတာစမီတင်ကို အလွန်တရာမှ ကြီးညိုလေးစားဟန်ရှိသည်မြန်မာပြည်မှတည်ဆာရှိကရင်များစာအုပ်တွင်မူမစ္စတာစမီတင်သည်ကရင်မျိုးသားများကိုမိုးထီအောင်မြောက်ပင်ပြီးဗမာမျိုးသားများကိုနှိမ့်ချရေးသားထားသည်ကို တွေ့ရသည်မြန်မာပြည်ကို အင်္ဂလိပ်တို့သိမ်းပိုက်သောအခါဗမာမျိုးချစ်ပုဂ္ဂိုလ်တို့သည် ထားကြပုံကန်ခဲ့ကြသည်နေချက်အစိုးရကိုမလိုလားသဖြင့် တော်လန်ပုံကန်ကြသောအခါဗမာမျိုးချင်းများအားမျက်နှာဖြူမင်းကြီးသည် ထိုသူများကိုစိုးတန်းတိုက်ခတ်နေကြသည်ဓမြများဟု ခေါ်ဆိုထားသည် ထိုအချိန်တွင် အချို့သောကရင်မျိုးသားတို့သည် အင်္ဂလိပ်တို့၏ဂျေဇူးတစ္ဆာကို ခံယူ၍နေချက်စစ်တပ်များနှင့် လိုက်ပါလျက်တော်လန်နေသောဗမာများကိုနှိမ်နှင်းခဲ့ကြလေသည် ထိုအပြုမှုကိုအကြောင်းပြု၍နေချက်မျက်နှာဖြူများကတစ္ဆာရှိသောကရင်များဟုဂုံပြုကား မှတ်တမ်းတင်ခဲ့ကြခြင်းဖြစ်လေသည် ထို့စောင်းမှာပင်မစ္စတာဘင်တန်အမည်ရှိသောအမေရိကန်သာသနာပြုဆရာတဦးကလည်းဗမာတို့အပေါ်မလိုမုန်းထားစိတ်ဖြင့်ရှုံချရေးသားခဲ့သည်ကိုဖတ်ရှုရသည်သူအရေးသားကိုကြည်ချင်းအားဖြင့်ထိုသာသနာပြုပုဂ္ဂိုလ်သည်မျက်နှာပြူနေချက်အရာရှိထက်ပင်ဗမာတွေကိုပို၍မလိုတမစိတ်ထားရှိနေပုံရလေသည်ဗမာဟူသောစကားလုံး၏ရှေ့တွင်တစ္ဆာမဲ့သောတတ္တိနေသော မြစ်ပတ်သောအစရှိသည့်နာမဝိသေသနများကို အမျိုးမျိုးသုံးဆွဲထားလေသည်ထိုစာအုပ်ထဲမှာပင် ကရင်လူမျိုးတို့စဉ်တက်လာပုံသူတို့၏ဒလိထုံးစံများသူတို့၏စိတ်နေသဘောထားများကိုချီးကျူးဖော်ပြထားသည်ဏီကုံးချုပ်လိုက်သောဗြိတိရှအစိုးရကနေရာတိုင်းတွင် ကရင်များအားမြောက်စားဂုံပြူပါရန်ပန်ကြားထားခြင်းဖြစ်လေသည်ထိုစာအုပ်ကိုဖတ်မိသော အင်္ဂလိပ်စာတတ်ကရင်တအူးသည်ဗမာကို အဘယ်မှာလဲယင်းနှစ်ခင်မနိုင်တော့အန်ဒီယုံကြည်နိုင်တော့အန်ဒီထိုစာအုပ်သည်ကရင်ဘာမှာသွေးခွဲမှုတွင်အလွန်အရေးပါအရာရောက်သောလက်နက်ကောင်းကြီးဖြစ်သည်ဟုဆိုလင်မမှပီကရင်တပည့်တော်တဦးမည်ရှိသောစာအုပ်ငယ်သည်မြန်မာပြည်တွင် ပထမဆုံးရေဖြန်းမင်္ဂလာကို ခံယူကာခရီးရန်ဘာသာကိုတဝင်ယုံကြည်သွားသည့်ကရင်မျိုးသားတဦးဖြစ်သူ ကိုသားဖြူဤအကြောင်းကိုရေးသားထားခြင်းဖြစ်လေသည် ကိုသားမျိုးနဲ့တကွာခရိယံဘာသာဝင်ကရင်များကိုချီကျူးအမှုတင်ကအကြောင်းအားလျော်စွာမမများနေဗုဒ္ဓဘာသာများကို ပုတ်ခတ်ရေးသားထားလေသည် ကျွန်တော်သည်ထိုစာအုပ်များကိုဖတ်ရှုရသောအခါအချို့သောကရင်တို့သည်အဘယ်များလောက်အင်္ဂလိပ်အမေရိကန်တို့ကိုဂျေဇုတင် အားကိုးကြသည်ကို သိရှိရလေသည်အမေရိကန်သာသနာပြုဆရာတို့သည်ကရင်မျိုးသားတို့ထံသို့ခရိယံဘာသာကိုယူဆောင်လာခဲ့သည် ထိုဘာသာဝင်ကရင်တို့၏စိတ်တွင်အမေရိကန်တို့သည်သူတို့အားအလွန်မွန်မြတ်သော အလင်းရောင်ကို ပေးဆောင်သည့်ဖျားသခင်ကစေလွှတ်လိုက်သော တမန်တော်ကြီးများဖြစ်သည်ဟုယုံကြည်ထားကြသည် ထိုနည်းတူ အင်္ဂလိပ်များသည်သူတို့အားဗမာတို့နှိပ်စက်ညင်ပန်းမပြုနိုင်အောင်ဖျားသခင်က စေလွှတ်လိုက်သောမြင့်မြတ်သည့်လူပြူကြီးများဖြစ်သည်ဟုစွဲမှန်နေကြသည် အများအားဖြင့်ကရင်ခရိယန်တို့သည် ဤသို့ပင်တဝင့်ယုံကြည်အောင်လဲနီလန်မျိုးစုံဖြင့်စ조사ဆောင်ရွက်ခဲ့ကြသည်ယခုကိစ္စကားနှင့်ပြောရလျှင်ကရင်ဘာမှာတွေးကွဲမှုဖြစ်လာအောင်နီးမျိုးစုံဖြင့်ခြေထိုးခဲ့ကြသည်နှစ်ပေါင်းများစွာထိုးခဲ့သောခြေရန်ရှည်ကြီးများပေါ်တွင်ကရင်ရောဘာမှာပါအစုလိုက်ပြုံလိုက်လဲကြကွဲပြဲနေသည်မဟုတ်ပါလောအခန်းသုံးကျွန်တော်သည်ဖတ်ပြီးသောစာအုပ်သုံးအုပ်တွင်ပါရှိသည့်ကရင်ဘာမှာတို့အကြောင်းကို စဉ်းစားနေမိလေသည် ထိုအချိန်တွင်အရှင်သဲဟိုဆရာကြီးသည် ကျွန်တော်အခန်းတွင်သို့ဝင်လာလေသည်ဘဲနဲ့လည်းမျိုးအမေစားအုပ်တွေဖတ်ပြီးပြီလားဟုမေးလေသည်ဟုတ်ကဲ့ဖတ်ပြီးပါပြီကရင်မျိုးသားတွေကြောင့်အတော်စုံစုံလင်လင်သိရလို့ကျေးဇူးတင်ပါတယ်ဟုကျွန်တော်ကဆရာကြီးအားထိုင်ရန်နေရာပေးရင်ပြောလိုက်ပါသည် ကျွန်တော်တော့စာမဖတ်နိုင်တော့ဘူးစားအုပ်တွေကမှတ်သားစရာတွေရှိရင်လည်းပြောပါဦးဟုဆရာကြီးကပြောကြားလေသည် သူသည် စာအုပ်ထဲမှာအကြောင်းအရာများကို လေးလာသိရှိပြီးဖြစ်ပေလိမ့်မည်။ကျွန်တော်အားမေးမြန်းလိုက်ခြင်းသည်ကျွန်တော်၏သဘောထားကိုနှိုင်းယူလိုက်ခြင်းသာဖြစ်သည်ဟုထင်မြင်ပါသည်။ဒီစာအုပ်တွေရဲ့ရေးသားထားတာတွေကတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ဒါပေမဲ့အချို့ဟာတွေကတော့ကျွန်တော်တို့တိုင်းရင်သားအချင်းချင်းမသိမမျက်အောင်တစ်ဖက်စီးနင်းနဲ့အခြားတစ်ဖက်ကိုမြောက်ထိုးပင်ကော်လုပ်ပြီးရန်တိုက်ပေးထားတာနဲ့တူပါတယ်။ဘယ်လိုလဲပြောပါဦး။ဥပမာပြောရရင် ဒေါက်တာဆန်စီဖိုးရေးတဲ့စာအုပ်ထဲမှာကရင်ဗမာဘောလုံးပွဲအကြောင်းရေးထားတာတွေ့ရပါတယ်။အဲ့ဒီမှာဘောလုံးကန်တဲ့အခါဗမာတွေကတက်တက်မဲ့မတရားညစ်လို့ရံပြစ်ကြရတယ်တဲ့။ဟိုတုန်းကဘောလုံးကစားကြတယ်ဆိုရင်ရံပြစ်တက်ကြတာပါပဲ။ကရင်ရဲ့ဗမာရဲ့မဟုတ်ပါဘူး။အခုတောင်မှဘောလုံးကရင်တစ်ဖက်နဲ့တစ်ဖက်ရံပြစ်ကြတာမျိုးရှိသေးတာပဲ။ဗမာအချင်းချင်းကစားလဲရံပြစ်တက်တာပဲ။တခါတခါမျိုးကြီးတွေမှာကစားတဲ့ဘောလုံးပွဲတွေမှာတော့ ရံဖြစ်တာတွေ့ရပါတယ်။တကြောင်နဲ့တကြောင်ရှင်ပြိုင်ကစားရင်လေရုံရင်ဆံကဖြစ်နိုင်တာပဲ။အဲ့ဒီလိုဖြစ်တတ်တာမျိုးကိုရေးထားတာကိုတွေ့ရပါတယ်။အဲ့ဒီလိုအရေးသားမျိုးဟာကရင်နဲ့ဗမာသွေးကွဲအောင်လောက်တာနဲ့မတူဘူးလား။ဆရာကြီးဒီကျွန်တော်ပြောသမျှကို နားဆိုင်ထောင်းရင် ပြုံးရကောင်းညိလေသည်။ပြီးတော့သူရေးထားတာတခုရှိသေးတယ်။ဗမာလေရှင်က ကရင်လေသမားထံကတီးစားကအစမတန်တောင်းပြီးနှိမ့်ဆက်တဲ့အကြောင်းပါတယ်။ အဲ့ဒါလေတက်တက်မဲ့တိုင်းရင်သားချင်းချင်းသွေးကွဲအောင်လှုပ်တာပဲ။ကရင်လေရှင်မဲဖြစ်ဖြစ်မမလေရှင်မဲဖြစ်ဖြစ်ကိုတခိကတော့လေသမားထံကလေက အစအိမ်မတန်တောင်းတတာမျိုးပဲ။ကရင်မို့လို့များတောင်းတယ်မမမှုလျှော့ယူတယ်ဆိုတာမျိုးရှိပါအောင်။လေရှင်ဟာဘာလို့မျိုးပဲဖြစ်ဖြစ်လေသမားစီကတီးစားကအစမတန်တောင်းတတာပါပဲ။အဲ့ဒါကိုဗမာလေရှင်ကကရင်လေသမားကိုနှိပ်စက်တဲ့သဘောမျိုးရအောင်ရေးတာလေအချင်းချင်းသွေးကွဲအောင်လုပ်တာပါပဲ။ ဆရာကြီးသည်မိတို့မြပြန်မပြောဘဲခေါင်းတငိမ့်ငိမ့်နားထောင်နေသည်စင်စစ်တော့ကျွန်တော်တို့ဟာတယောက်နဲ့တယောက်နားမလည်ကြလို့ဒီလိုဖြစ်ကြတာပါပဲကရင်မျိုးသားတွေကလည်းဒီလိုစာအုပ်မျိုးတွေကိုကြီးဖတ်ပြီးဗမာတွေပေါ်ရန်ညှိုးမထားထိုက်ပါဘူးဗမာတွေကအမျိုးနဲ့ချီပြီးမကောင်းဘူးတို့ကရင်မျိုးသားတွေကို နိုင်ထက်စင်းနဲ့လုံနေတယ်လို့အစွဲလမ်းမကြီးတင်ပါဘူးဗမာတွေဟာဟိုးရှိတော့ကဗမာတွေမဟုတ်တယ်လို့ကရင်တွေဟာလည်း နေချက်အရင်းရှင်လက်အောက်ကထားရှိတဲ့စိတ်ဓာတ်မျိုးတွေပြအောင်စူးစမ်းကြဖို့လိုပါတယ်။ဟုတ်ကျွန်တော်ကပြောလိုက်ပါသည်။음မြို့ဝမင်းပြောတာမှန်ပါတယ်။ဒီရွာကိုမြို့ဝမင်းရောက်လာတာဟာဖယားသခင်ကပို့လိုက်တာပဲ။ကရင်ဘာမှာတင့်မြက်အောင်မြို့ဝမင်းတို့ဆောင်ရွက်ကြပါ။ဟုတ်ပါလိမ့်မယ်။ကရင်မျိုးသားတွေအကြောင်းကိုစာအုပ်တအုပ်ရေးထုတ်ရရင်ကောင်းပါပဲလို့ကျွန်တော်စဉ်းစားနေမိတယ်။ဟာဒီလိုဆိုရင်သိကောင်းတာပေါ့။ကျုပ်တို့ကရင်မျိုးသားတွေအကြောင်းကို ။ဗမာတွေကတိတ်မသိကြဘူး။ရေးလည်းမရေးကြဘူး။ဂယုလည်းမဆိုင်ကြပါဘူး။မြို့အမင်းရေးနိုင်ရင်တိတ်ကောင်းမှာပေါ့။ဒီတော့မှကရင်တွေအချောင်းကိုဗမာတွေသိမှာ။ဟူဆရာကြီးက တိုက်တွန်းလေသည်။ကျွန်တော်တို့ဗဟုသုတရှိတဲ့ပုံကိုယ်တွေကရင်းရင်ပိုပြည့်စုံမယ်။ပိုကောင်းမယ်။ကျွန်တော်ကပြန်ပြောလိုက်သည်။ဆရာကြီးသည်ခေါင်းတညင်းညင်းနှင့်အခန်းတွင်မှထွက်ခွာသွားလေသည်။ကျွန်တော်ပြောသည်များကိုဆရာကြီးသဘောတူသလားမတူသလားတိကျစွာမသိပါ။ အခန်းလေးကျွန်တော်ထိုရွာသို့ရောက်နေသည်မှာ9ရက်ရှိပါပြီညသည်လာရောက်ခြင်း၍မဲမောင်နေလေသည်ကျွန်တော်ထိုရွာမှမိုးညိုသို့ပြန်ရန်စီစဉ်လျက်ရှိသည်မိုးညို၏အခြေအနေမှာအတော်ကောင်းမွန်လာပြီဖြစ်၍ပြန်လာသင့်မည်ဖြစ်ကြောင်းဇနီးတဲ့ထံမှအကြောင်းကြားချက်ရရှိသောကြောင့်ဖြစ်သည် မျိုးကိုတင်ပိုက်ထားသောတောင်ညာသူတို့လည်းလှုပ်ရှားမှုနည်းနေသည်ဟုဆိုသည် ထိုအချိန်တွင် ကျွန်တော်အားခေါ်ယူရန် မိတ်ဆွေကြီးဦးစောညွန့်နှင့်လူယုံတော်ယုံလူလင် မောင်ကျော်ကောင်တို့ ရောက်ရှိနေကြခြင်းဖြစ်သည်သူတို့ရွာမှကျွန်တော်ထွက်ခွာတော့မည်ဖြစ်သောကြောင့်တေယုံဆရာကြီးတို့မိသားစုသည်မျက်နာမကောင်းကြရွာထဲမှကျွန်တော်၏မိတ်ဆွေတင်ကဟများလည်းရောက်ရှိနေကြသည်မြို့မင်းဘေးမရှိအောင်ဖယားသခင်ထံမှဆူတောင်းနေပါမည်ဟုဆရာကြီးနှင့်တကားခရိယဘာသာဝင်များကပြောကြသည်မြို့မင်းကျွန်တော်တို့ကိုပြစ်သွားတော့မှာလားဟု အချို့ကဝမ်းနဲ့တန်နဲ့မေးကြသည်သူတို့သည် သူတို့ရွာတွင် ကျွန်တော်ရောက်ရှိနေသောကြောင့်အားကိုးစရာဖြစ်သည်ဟုထင်နေကြဟန်ရှိသည် ကျွန်တော်ကိုယ်တိုင်ပင်ထွက်ပြေးတိမ်းရှောင်နေသည်ကိုသူတို့သတိထားမိဟန်မတူဒီရွာမဲမလုံးဂျုံမှုဆိုရင်မြေအနောက်ဘက်ကန်းကိုပို့ထားပါမယ်ဟိုးကြီးအိုအမည်ရှိကရင်ခရိယံမျိုးသားကြီးကဆိုသည်ဟိုးဘကန်ဟင်းသကနေတဲ့မယ်ကျုပ်တို့အမျိုးတွေရှိပါတယ်ဟုတ်တခြားတစ်ယောက်ကဝင်ပြောသည် အသင့်ပြင်ဆင်ထားသောလှဲပေါ်သို့ကျွန်တော်တက်မိသောအခါဖရာသခင်မပါစေဟု ခရိယန်ဘာသာဝင်များကဆုတောင်းကြသည်ယရနာသုံးပါးကုန်ကျေးဇူးကြောင့်မြို့မင်းဘေးကင်းပါစေဟုဗုဒ္ဓဘာသာဝင်များကဆုတောင်းကြသည်သူတို့၏နှလုံးသားမှထွက်ပေါ်လာသောမြစ်တာဓာတ်သည် ကျွန်တော်၏ခန္ဓာကိုယ်အတွင်းသို့စိတ်ဝင်သွားလေသည်ဇာကြီးတို့ရွာလေယရနာသုံးပါးကုန်ကျေးဇူးကြောင့်အေးချမ်းသာရရှိပါစေဟုကျွန်တော်ကဆုတောင်းခဲ့လေသည် အခန်းကလဲသည်ရွာရင်းမှတဖြည်းဖြည်းထွက်လာခဲ့သည် မကြာမီကတကြံမိုးရွာသွန်းထားသောကြောင့်လဲလန့်တွင် ရှုံညုံများရှိနေသည်လဲပေါ်တွင်ကျွန်တော်အားလာရောက်ခေါ်ဆောင်သူဥဆုံညုံမောင်ကျော်ကောင်နှင့်ကရင်လူငယ်နှစ်ဦးပြင်လဲမောင်သူပါ6ယောက်ပါလာသည် ရှုံစည်းထုထက်သောလဲလန့်တွင်နွားနှကောင်သည်အတော်အားခဲ၍ယုံနေရရှာသည် မိုးသားများအုပ်ဆိုင်နေသည့်ဖြင့်ညင့်သည် မဲမဲမောင်နေသည်တပြေပြေရွာနီးသို့ရောက်သောအခါလဲကိုရက်စီ၍ကျွန်တော်တို့ဆင်းလိုက်ကြသည်ကဲဒီဟာပဲဆင်းပြီတို့လမ်းလျှောက်သွားတော့မယ်ကျေးဇူးတင်ပါတယ်ကွယ်မင်းတို့ပြန်ကြပြီတော့လဲမောင်သူနှင့် အဖေနှစ်ဦးသည်ထိုနေရာမှလဲပြေပြန်သွားကြလေသည် ကျွန်တော်တို့သုံးဦးသည်ငပြောလုံးရာနောက်ဖက်ရှိ တာလန်းပေါ်မှရှောက်လာကြသည် အနီးနားရှိတဲရင်ငယ်များမှ အခိုးတလူလူနှင့်ရေနံစီမီးခွက်များကို တွေ့မြင်ရသည် အချို့အင်ငယ်များတွင်ကတကားပိတ်၍အိတ်နေကြလိမ့်မည်မညီညာသောတာယိုးပေါ်၌မောင်ကြီးမဲမဲတွင်လမ်းလျှောက်သွားနေရသောကျွန်တော်တို့သည် မကြာခဏခလုတ်တိုက်၍၎င်းဂျိုင်ဝမ်းတွင်သို့ခြေကျသွား၍တော်၎င်းလဲမြေကဲ့သို့ ဖြစ်ကြလိမ့်သည်မညီညာသောကျွန်တော်တို့၏ဖနက်တန်းကြောင့်ခွေးများသည် အလံတကြားထား၍ဟောင်းကြသည် အချို့အိမ်များမှထွက်၍မောင်းကြသည်အချို့အိမ်များမှ အတန်ပြူကြသည် အချို့အိမ်များမှမူတုတ်တုတ်မျှမလုံးငပြောတော့ရွာကိုလွန်သောမြစ်ကမ်းနှင့်နှီးသွားပြီးဟိုထားသောတာပေါ်သို့ရှောက်သွားကြလေသည် ထိုတာပေါ်တွင်ရှောက်သွားရင်လွန်ခဲ့သောတစ်နှစ်ကျော်မိုးရင်းကထိုတာတကြီးကိုတောင်သူလေသမားကောင်းဆောင်တခင်လှရှိန်နှင့်ပူးပေါင်း၍လူမှုအားဖြင့်တာဖို့ခဲ့ရသည်များကိုပြန်ပြောင်းတရိရနေသည်ယခုမူတခင်လှရှိန်မရှိတော့ဘီ လူတက်ဝါရကြီးဆိုးချိန်တွင်တခင်လှရှင်သည် အချင်းချင်းလက်ချက်ဖြင့်ကြာဆုံးခဲ့ရလေသည် ထို့သူလည်းများမကြာမီကအခြားချင်းချင်း၏လက်တွင်ဝယ်အသက်ပြောက်ရပြန်သည် မောင်ကြီးမဲကြီးတွင်စံတဝါဝါရှောင်ရင်တက်ကြွလှုပ်ရှားနေခဲ့သောတခင်လှရှင်နှင့်ရဲဘော်ဖြူဘူဇော်ဝင်းတို့၏မျက်နှာများကိုမြင်ရောက်နေလေသည်ထို့မှဆက်လက်လျှောက်သွားမိသောမြို့ပြင်ဘက်ရှိ ကိုကိုပင်ကြီးများအုပ်ဆိုင်နေသည့်တုတ်တန်းတစား တင်းကျိုင်းဝသို့ရောက်လာကြလေသည်ထိုနေရာတွင်ကညံ့မောင်တွင်တစ်ပင်ကြီးများအုပ်ဆိုင်နေသောကြောင့်ပို၍မောင်မဲနေလေသည်မိမိလက်ကိုထောင်၍ကြည်လင်ပင်လက်ချောင်းလက်ကြားများကိုမမြင်ရစိုးစိုးစီစီမြည်နေကြသောအိုးကောင်မွားကောင်တို့၏အတန်များကိုကြားနေရလေသည်ကဲမျိုးအမေဒီနေရာမှာနေရကြအောင်မျိုးရဲဝင်ပြီးကျွန်တော်အချင်းနေကြည့်လိုက်အောင်မေဦးစောညွတ်သည်ကျွန်တော်နဲ့မောင်ကျော်ကောင်ကိုထားခဲ့ပြီးလင်မျိုးဘက်သို့ဆက်၍ လျှောက်သွားလေသည်ကျွန်တော်တို့နှစ်ယောက်သည်တင်ညာကုန်းအတွင်းရှိတာဘေးတွင်ထိုင်ရင်းခတ်တူးတူးစကားပြောကြသည်စကားမပြောဘဲငြိမ်သက်စွာထိုင်နေလျင်တွေးကျင်စရာတွေတွေးပြီးကြောက်စိတ်ဝင်လာမှာစိုးရသည်မဟုတ်ပါလားတခင်ကြီးညွတ်မြုပ်တာဟိုကုတ်ကုမီကြီးအောက်ပေါ့မောင်ကျော်ကောင်ကဆ၍စကားပြောလေသည်အေးဟုတ်တယ်သူ့အတုဘာတော့ငါငါလိုက်ပို့သေးတာပဲဟုတ်ကျွန်တော်ကပြန်ပြောသည်တခင်လှရှင်ကိုတော့ဒီမဲ့မမြုပ်ဘူး တရာကြီးနားကတင်းချိုင်းမှာမြုပ်တယ်။အေးဟုတ်တယ်။ညင့်အမောင်တွင်တင်းချိုင်းကုန်းအနီးတွင်တေသူတွေ၏အကြောင်းကို ပြောမနေစေခြင်း၍ခက်ပြက်ပြက်ပြောလိုက်သည်။တို့ရရင်မောင်ကျော်ကောင်ကမရက်သေး။ကြားကျုံးကကျိုးဆွဲချသည်တဲ့မိမကိုတော့ဒီမှာပဲမြုပ်တယ်။ဟေးဟေးတေတဲ့လူတွေကြောင့်ပြောမနေစမ်းပါနဲ့ကွာ။ဟုကျွန်တော်ကစိတ်မရှိတကယ်သူခက်ဆက်ဆက်ပြောလိုက်လေသည်။ဟုတ်တယ်ဗျဒီလိုမောင်ကြီးထဲမှာတေသွားတဲ့လူတွေကြောင့်ပြောရတာမကောင်းပါဘူး။ဟု ဆိုကငြိမ်းသွားလေသည်ငြိမ်းနေကြပြန်တော့လေစဉ်းစားစရာတွေတွေးခေါ်စရာတွေအမျိုးမျိုးဝင်လာပြန်သည်ကဲတခုခုပြောကွာမောင်ကြီးထဲမှာဒီလိုညင်ညင်ကြီးထိုင်နေတော့လည်းမကောင်းဘူးဟုကျွန်တော်ကတိုက်တွန်းရပြန်သည်ဟုတ်ကဲ့ဟုတ်ကဲ့အဲဘာပြောရမှန်းလည်းမသိဘူးတခုခုပေါ့ကွာသချင်းဆိုကွာအတန်တခုခုပြုတ်နေကောင်းတာပေါ့ဟာကျွန်တော်သချင်းမှမဆိုတတ်ပဲထိုခဏ၌မျိုးပက်စီမှခွေးရောင်တန်းများချားရလေသည် 음ကျွန်တော်တို့လူတော်မျိုးတွေရောက်သွားပြီဒါကြောင့်ခွေးရောင်တန်းကြားရတာဟုမောင်ကျော်ကောင်ကဆိုသည်음ခွေးတွေကဟောင်းတော်တော်ကြာကင်းလဲတဲ့ငတိတွေနဲ့တွေ့ပြီးဖမ်းထားရင်ဒုက္ခပဲဟုကျွန်တော်ကပြောဆိုနေလေသည်ခွေးရောင်တန်းများသည်စူညံလာရမှတဖြည်းဖြည်းငြိမ့်သက်သွားလေသည်ဒီလိုနေရာမျိုးတွင်ဒီလိုအချိန်၌ဒီလိုစောင့်နေရသောကြောင့်အချိန်တို့သည်အလွန်ကြာညောင်းလာသည်အတန်ကြာသောခွေးဟောင်တန်းများကို ထမ်းမှန်ကြားရပြန်သည်။음ကိုစုံညွန့်ပြန်လာပြီထင်တယ်။ဟုကျွန်တော်ကခတ်တူတူရွတ်ဆိုလိုက်သည်။မောင်ကျော်ကောင်သည်မိသူမြပြန်မပြောပဲဣတိပီတော်ကိုရွတ်ဆိုနေလေသည်။ခွေးအောင်တန်းများသည်စူညံလာပြီးနောက်ပြောက်ွယ်သွားလေသည်။မျိုးပက်စီတို့မျောကြည့်လိုက်သောအခါမောင်တဲ၌ရဲကနေရဲကနေหนีလာသောဆက်လက်မိကိုတွေ့ရလေသည်။음ပြန်လာပြီထင်တယ်။ငင်ငင်လေး ကိုလူမဟုတ်ပဲတခြားလူဖြစ်နေဦးမယ်။တရေတော့မဟုတ်ပါဘူး။မဟုတ်ပါဘူးကွာ။ကျွန်တော်ကခက်ဆက်ဆက်ပြောလိုက်သည်။စလိတ်မီသည် နီးတဲ့နီး၍နီး၍လာလေသည်။ခိုင်90လောက်ဝေးသောနေရာသို့ရောက်သောအခါအတန်ပြုတ်လေသည်။ညောင်ညောင်ညောင်ဟုမျိုးရဲမသွားခင်က ချိန်ချက်ထားသည့်အတိုင်းကြောင်မီတကဲ့သို့အတန်ပြူချင်းဖြစ်လေသည် ဟုတ်တယ်ဟုတ်တယ်သူပဲဘယ်နဲ့လဲဟန်ရဲ့လားဟု ကျွန်တော်ကလမ်းမေးလိုက်သည် ဟန်ကြပါရဲ့လမ်းလဲရှင်းပါရဲ့ကျွန်တော်အိမ်ထိရောက်ခဲ့တယ်ဟုကိုစောညွန့်ကပြန်ပြောလေသည် ကျွန်တော်တို့သုံးဦးသည် မောင်ရီကိုခိုးကမြို့ရင်းသို့ဝင်လာခဲ့ကြသည်လမ်းတွင် အနောက်ရှက်မရှိအိမ်သို့ရောက်သောအခါကျွန်တော်၏ဇနီးသည်အိမ်တကားကိုဖွင့်၍မောင်ရိပ်တွင်ကြိုဆိုနေလေသည်